က်သွေးတွေကိုကြွယ်ဝမှုဘက်ကိုလှည့်လိုက်ဆက်ကြော်လာရဲ့ပေးကမ်းမှုကိုယုံကြည်ပါဘာတွေတွေးနေလဲဆိုတာတင်ပေါ်ရတဲ့ကိုတကယ်ဝင်လာနိုင်တဲ့ငွေကြေးတွေနဲ့တူတယ်။အစိုးမြင်တဲ့အတွေ့တွေတွေးနေရင်ဆင်းရဲတဲ့အခြေအနေတွေကိုပဲဆွဲခေါ်လိမ့်မယ်။အပြုသဘောဆောင်တဲ့ကြွယ်ဝမှုအကြောင်းတွေးနေရင်တော့ငွေတွေတကယ်ဝင်လာလိမ့်မယ်။ဆက်ကြော်လာကပတ်စံအိတ်အကြီးကြီးတေးကြရာတစ်ခုကဆက်ကြော်လာမှာလူတိုင်းအတွက်လုံလောက်တဲ့ ငွေကြေးတွေအများတန်းရှိတယ်ပြက်တနာကတင်တို့ကိုယ်တိုင်ကလက်ခံမှုဝင်လေးနေတာဒါမှမဟုတ်တင်တို့ရဲ့အတွေးတွေနဲ့ပိတ်ဆို့ထားလို့ပဲကြွယ်ဝတဲ့သူလို့ခန်းစားကြည့်တင့်မှာပတ်စံတွေအများကြီးရှိနေတယ်လို့မျိုးခန်းစားကြည့်ပါရရရရပေးကန်းကြည့်ပါပျော်ပျော်ရွှင်ရွှင်သုံးဆွဲနေတဲ့ပုံကိုမြင်အောင်ကြည့်ပါအဲ့ဒီလိုခန်းစားချက်တွေကပတ်စံကိုတန်လိုက်လို့ဆွဲခေါ်နိုင်ပါတယ်လက်ခံမှုအသင့်ပြင်ထားတခါတလေကံကောင်းခြင်းတွေရောက်လာရင်တော့ တင်တို့ကမထိုက်တန်ဘူးလို့ထင်ပြီးလက်မခံရဲဘူးအဲ့ဒီလိုမလုပ်ပါနဲ့ကောင်းတဲ့အရာတွေကိုလက်ခံဖို့ကိုကိုကို ဖွင့်ထားပါဘေးလီပူရလီဒါကတော့နည်းနည်းထူဆန်းတယ်ဟုတ်ဒါပေမဲ့အမှန်ပဲတင်ကတခြားသူတွေကိုရရောစွာကူညီပေးကမ်းရင်တင့်စီကိုလည်းမမျော်လင့်မဲပြန်ရောက်လာတတ်တယ်အတူချုပ်ပြောရရင်တင့်ရဲ့အတွေ့တွေကိုကြွယ်ဝမှုဘက်ကိုလှည့်လိုက်ဆက်ကြော်လာရဲ့ပေးကမ်းမှုကိုယုံကြည်ပါကြွယ်ဝတဲ့သူလိုခံစားပြီးပေးကမ်းမှုဝင်မလေးပါနဲ့ ဒါဆိုရင်တင့်ရဲ့ပန်းစင်းလည်းတဖြည်းဖြည်းတိုးလာပါလိမ့်မယ်။ငွေကြေးကိုမကြောက်ရွံ့မဲပေါ်ကြွယ်ဝမှုကိုပူးမွေလင်းလင်းလက်ခံနိုင်မှုငွေကြေးနဲ့ပတ်သက်တဲ့တင့်ရဲ့အတွင်းစိတ်ကယုံကြည်မှုတွေကိုပြောင်းလဲဖို့ပါပဲ။လူအများစုမှာငွေကရဖို့ခက်တယ်၊ငွေများရင်ဒုက္ခများတယ်၊ချမ်းသာဖို့ထိုက်တန်သူမဟုတ်ဘူး၊စတဲ့မသိစိတ်ကယုံကြည်မှုမားတွေရှိနေတတ်ပါတယ်။ဒီယုံကြည်မှုတွေကငွေကြေးကိုတင့်စီမရအောင်ပိတ်ဆို့ထားပါတယ်။ ဒီလိုအခန့်အသက်ဖြစ်စေတဲ့ယုံကြည်မှုတွေကိုအပြုသဘောဆောင်တဲ့ယုံကြည်မှုတွေနဲ့ဘယ်လိုအစားထိုးရမလဲဆိုတာကတော့ငွေကြီးကငါစီကိုအလွယ်တကူစီစဉ်လာတယ်။ငါကပေါ်ကျွဲဝမှုနဲ့ထိုက်တန်သူဖြစ်တယ်။စားတဲ့စကက်လုံးတွေကိုအသုံးပြုပေးပါ။ငွေကြီးကိုလက်ခံရယူဖို့တင့်ရစိတ်ကိုပုံပွင့်လင်းလင်းထားဖို့လည်းလိုအပ်ပါတယ်။ငွေကြီးနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေကိုဖယ်ရှားပြီးငွေကြေးဟာတင့်စီကိုအလွယ်တကူရောက်ရှိလာနိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကိုခိုင်မအောင်တည်ဆောက်ပါဆက်ကြော်လာကိုရှင်းလင်းပြတ်သားသောရည်ရွယ်ချက်ပေးပို့ခြင်းသဘောတရားအရာတင်တွေးတဲ့ပြောတဲ့ခန်းစားတဲ့အရာတိုင်းကဆက်ကြော်လာကိုစွန့်အင် vibration ဖြင့်ရောက်ရှိပါတယ်တင့်ရည်ရဲ့ရည်ရွယ်ချက်တွေကရှင်းလင်းပြတ်သားတဲ့ရည်ရွယ်ချက်တွေကိုဆက်ကြော်လာစီပို့ဆောင်ပေးပြီးဆက်ကြော်လာကလည်းအဲ့ဒီရည်ရွယ်ချက်တွေကိုလက်တွေ့ဖြစ်လာအောင်တုံ့ပြန်ပေးပါတယ် ပြောသောစကားတိုင်းသည်တင့်ဘဝဖြစ်တည်ရာ နေစဉ်အတီးပြုခြင်းဤအံပွေများတင့်ရဲ့မတိစိတ်ဟာတင်နေစဉ်တွေးနေပြောနေခံစားနေရတဲ့အရာတွေကိုမှတ်ယူပြီးအဲ့ဒီအရာတွေကိုပဲလက်တွေ့ဘဝမှာဖန်တီးပေးပါတယ်တင်ရဲ့အတွေးတွေနဲ့ခံစားချက်တွေဟာတန်လိုက်လူမျိုးပါပဲလွယ်လွယ်ပြောရရင်တင်အပြုသဘောဆောင်တဲ့အရာတွေကိုတွေးရင်တင့်ဘဝထဲကိုအပြုသဘောဆောင်တဲ့အရာတွေရောက်လာမယ်တင်အပြည့်သဘောဆောင်တဲ့အရာတွေကို တွေးရင်တင်ပေါ်ရတဲ့ကို အပြည့်သဘောဆောင်တဲ့အရာတွေရောက်လာမယ်ပေါ့တင်းရဲ့စိတ်ကို အထူးသဖြင့်မတိစိတ်ကိုလိုချင်တဲ့လမ်းကြောင်းအတိုင်းပြောင်းလဲပေးဖို့အတွက်တင်ကိုယ်တိုင်ပြောဆိုတဲ့အပြူသဘောဆောင်တဲ့ဂျင်ညာချက်တွေကိုနေ့စဉ်ပြောဆိုပေးရပါလိမ့်မယ်ဥပမာအားဖြင့်တင်ဟာငါကပတ်စံမရှိဘူးလို့နေ့တိုင်းတွေးနေပြောနေရင်တင်ရဲ့မတိစိတ်ကအဲ့ဒါကိုလက်ခံပြီးတကယ်ပဲပတ်စံမရှိတဲ့အခြေအနေတွေကိုဖန်တီးပေးပါလိမ့်မယ် ဒါပေမဲ့ငါကပေါ်ကြွယ်ဝမှုနဲ့ပြည့်စုံသူဖြစ်တယ်လို့နေတိုင်းပြောဆိုနေရင်တင်းရဲ့မတိစိတ်ကအဲ့ဒါကိုမှတ်ယူပြီးပေါ်ကြွယ်ဝတဲ့အခြေအနေတွေကိုတင်စီဆွဲဆောင်ပေးပါလိမ့်မယ်။မနက်နိုးနိုးချင်းနဲ့ညအိပ်ရာဝင်ခါနီးဒီအချိန်တွေဟာတင်းရဲ့မတိစိတ်ကပုံမူလက်ခံနိုင်တဲ့အချိန်တွေဖြစ်လို့အတီးပြုချက်တွေကိုအတန်ထွက်ပြီးရွတ်ဆိုတာဒါမှမဟုတ်စိတ်ထဲကနေရွတ်ဆိုတာမျိုးလုပ်နိုင်ပါတယ်။ခန်းစားချက်ဖြင့်ရွတ်ဆိုပါ။ အတီးပြုချက်တွေကိုဆက်ရုပ်လို့ယူဆိုတာတဲ့သင်ပြောနေတဲ့အရာတွေတကယ်ဖြစ်လာပြီလို့ခန်းစားပြီးပြောတာက ပိုပြီးအစွမ်းထပ်ပါတယ်ပုံမှန်လှုပ်ဆောင်ပါတရက်နှစ်ရက်လှုပ်ယုံနဲ့ချက်ချင်းပြောင်းလဲသွားတာမျိုးမဟုတ်ပဲနေစဉ်ပုံမှန်ဆက်လက်လှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်ဥပမာအားဖြင့်ငါဘဝမှာကောင်းမွန်တဲ့အရာတွေအားလုံးရရှိဖို့ငါထိုက်တန်တယ်ငွေကြေးတွေဟာငါစီရအလွယ်တကူနဲ့အားစိတ်ထုတ်စရာမလိုပဲစီစဉ်လာတယ်ငါဟာဘောကျွယ်ဝမှုနဲ့ ချမ်းသာကြွယ်ဝခြင်းအတွက်တန်လိုက်တစ်ခုဖြစ်တယ်။သင်ကိုယ်တိုင်ရဲ့အတွေးတွေ၊ခံစားချက်တွေနဲ့ယုံကြည်မှုတွေကိုသင်လိုချင်တဲ့ဘဝကိုတကယ်တမ်းဖန်တီးယူနိုင်တယ်ဆိုတာအလင်းပြပေးလိုက်ပြီနော်။သင်ရဲ့အတွေးတွေဟာယုံလုံးပေါ်လာနိုင်တဲ့စွမ်းအားရှိတဲ့အရာတွေပဲ။ခဏလောက်စဉ်းစားကြည့်ပါတင့်ရဲ့ကောင်းတဲ့မှာနေ့စဉ်နဲ့အမျှဖြတ်တန်းသွားတဲ့အတွေးတွေဟာတကယ်ပဲဘာမှမဟုတ်တဲ့လေတဲကအရာတွေတသက်များလားဒါမှမဟုတ် သူတို့မှာတင်တင်ထားတာထက် ပိုပြီးနည်းနည်းတဲ့အတိတ်ပဲနဲ့စွမ်းအားတွေကိန်းအောင်နေနိုင်မလားတင်တွေးတဲ့အရာတိုင်းဟာတစ်ပတ်ဝန်းကျင်မှာခဏတာဖြစ်စေကြာရှည်ဖြစ်စေတည်ရှိနေနိုင်တဲ့စွမ်းအင်ပုံစံတစ်ခုကို ဖန်တီးတယ်ဒီအတွေးပုံစံတွေဟာအယောင်နဲ့ပုံတံတန်အမျိုးမျိုးရှိပြီးတင့်ရဲ့ခန်းစားချက်တွေနဲ့အတွေးရဲ့ပြင်းထန်မှုအပေါ်မူတည်တယ်ဥပမာမြစ်တာနဲ့ပျော်ရွှင်တဲ့အတွေးတွေဆိုရင်တောက်ပါပြီးလှပတဲ့အယောင်တွေနဲ့ပုံတံတန်တွေဖြစ်တတ်တယ် တင့်ရဲ့အတွေ့တွေဟာတခြားလူတွေရဲ့စိတ်အာရုံကိုလည်းတက်ရောက်မှုရှိနိုင်တယ်။အားကောင်းတဲ့အတွေ့တွေဆိုရင်ပတ်ဝန်းကျင်ကလူတွေကိုတော့ရွံ့မှုနိုင်တယ်။ဒါကြောင့်တင့်ရဲ့အတွေ့တွေကိုတတိထားပြီးအပြုသဘောဆောင်တဲ့အတွေ့တွေကိုပဲမွေးမြူဖို့အရေးကြီးတယ်။မဟုတ်ရင်အပြက်သဘောဆောင်တဲ့အတွေ့တွေကတင်ကိုယ်တိုင်နဲ့တခြားသူတွေကိုပါထိခိုက်စေနိုင်တယ်။တင့်ရဲ့အတွေ့တွေကိုလေထဲမှာပျောက်ကွယ်သွားတဲ့အရာတွေလို့မထင်ပါနဲ့တော့။အဲ့ဓာတွေဟာတကယ်စွမ်းအင်တွေဖြစ်ပြီး သင့်ရဲ့ပတ်ဝန်းကျင်နဲ့တခြားလူတွေအပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတာကိုနားလည်စေချင်ပါတယ်။ဒါကြောင့်အတွေးကောင်းတွေတွေးဖို့အရေးကြီးတယ်နော်။